ားလုံးလည်းမင်္ဂလာပါဗျာအဲဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကနေပြီးတော့ဒီဟာနားထောင်နေတဲ့မိတ်ဆွေတွေကိုကျွန်တော်ပါအကြောင်းလာရှင်းပြပေးမှလဲဆိုတော့ဒီနေ့ဝင်ဝင်ပလန်ကြောင်းနားထောင်ပြီးပြီးအတင်းဘယ်လိုဝင်ရမလဲပြီးပြီးဆိုရင်အတင်းဝင်ရင်ဘာတွေပြန်ရမလဲအဲ့လိုမျိုးအတင်းဝင်ပြီးရပြီးလို့ရှိရင်ရော maybe ဘယ်လိုမျိုးပေါ့နော်အတင်းကိုဘာကြောင့်မလို့မြန်မြန်ဆန်ဆန်ဝင်ရအောင်လုပ်နိုင်တဲ့လဲဆိုတဲ့အကြောင်းရင်းလေးကိုဒီနေ့လာရောက်ပြီးရှင်းပြပေးမှဖြစ်တယ်။မရှင်းပြဘူးမိတ်ဆက်ပေးပါမယ်။ကျွန်တော်နာမည်ကကိုကိုမျိုးလို့ခေါ်ပါတယ်ခင်ဗျ။ အဲ့တော့ဒီနေ့နားနာမိတဲ့မိတ်ဆွေတို့အားလုံးပေါ့နော်တကယ်တော့မှအသိကိုအဲကျွန်တော်တို့ဝင်ရောက်ရှင်နေဆိုလို့ရှိရင်တော့တုံးချက်စတင်ခြင်းတွေကနံပါတ်1အချက်အတိုင်းပဲကျွန်တော်တို့အသိဝင်ကြီးလေးပြီးပြီးတော့အသိဝင်ရမှာဖြစ်တယ်အဲ့တော့အသိဝင်ကြီးဘယ်လိုပြီးရမှာလဲနော်ဘယ်လိုပြီးရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ထိုင်းနိုင်ငံမှာဆိုရင်300ပတ်နဲ့တရဝင်ကျွန်တော်တို့အသိဝင်ရမှာဖြစ်တယ်အဲ့လိုတဲဝင်တဲ့အခါမှာမိမိရဲ့တရားဝင် passport ပေါ့နော်။တော်တော်မှပုံနေပေါ့။ဒါနဲ့တဲဝင်လို့ရပါတယ်။ နိုင်ငံသားရောက်နေတဲ့သူတွေအတွက်ကတော့ passport နဲ့ကအသင့်မြောဆုံးဖြစ်ပါတယ်။မြန်မာနိုင်ငံသားဆိုလို့ရှိရင်တော့အခုလက်ရှိငွေကြေးအဲကျွန်တော်တို့ဒီရွှေပြောင်းမှုအနေထားလဲဆိုလို့ရှိရင်တော့1000ချက်ပြည့်သွင်းရမှာဖြစ်ပြီးတော့မိမိရဲ့တရားဝင်ဘတ်ပုံနေနဲ့ဝင်ရောက်ရပ တယ်။အကယ်ဒီလိုပြမှာမလေးရှားနိုင်ငံကသူများလာရောက်ပြီးတော့နားထောင်နေကြတယ်။ဝယ်ရောက်လိုက်ချင်တယ်ဆိုလို့ရှိရင်တော့မလေးရှား ringgit နဲ့ဆိုရင် ringgit 40ဖြစ်ပါတယ်ခင်ဗျ။နော်။ကျွန်တော်တို့ဒီစင်ကာပူနိုင်ငံကဆိုလို့ရှိရင်တော့စင်ကာပူဒေါ်လာကျွန်တော်တို့ဘယ်လောက်လောက်ပြပြရမှာလဲဆိုရင်စင်ကာပူဒေါ်လာ20ဖြစ်ပါတယ်။တရုတ်နဲ့ passport ကိုပြပြပြီးတော့ကျွန်တော်တို့အတဲဝင်ရောက်ရောက်မှာဖြစ်ပါတယ်။အဲ့လိုအတဲဝင်ရောက်တဲ့အခါမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကလေးရဲ့ ကိုယ့်ရဲ့အထောက်အထားဖြစ်တဲ့ကျွန်တော်တို့ passport တော့မဟုတ်ဘူးပေါ့ဒီလေးရဲ့ PP ဆိုလို့ရှိရင်ကျွန်တော်တို့အငွေအနှစ်ပြီးမဲ့သူပါအဲ့ဒါလေးရဲ့ပြီးပြီးတော့ကျွန်တော်တို့ဝီပြင်ပြီးတော့ကျွန်တော်အတင်ဝင်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးအတင်ဝင်လိုက်ပြီဆိုတော့ကျွန်တော်တို့ဘာတွေပြန်ရမလဲဘာတွေပြန်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအကျိုးခံစားရတယ်ဟာကျွန်တော်တို့အတင်ဝင်ပြီးပြီဆိုလို့ရှိရင်အတတ်အာမခံကြီးပေါ့တော့ခိုင်နိုင်ငံမှာဆိုရင်ပကံချီဝဲပြုတ်ခေါ်တယ်ဒါမှလည်းတသိမ့်ပတ်ကြလဲပြီးတော့ ရရှိမှာဖြစ်ပါတယ်ခင်ဗျာနော်အရန်မအောင်နဲ့နော်အဲ့တော့အတ္တမဂ္ဂတိတသိမ့်ပတ်ဆိုတာမတော်တဆအစီရန်ဖြစ်သွားတဲ့အချိန်ဒီမှာကျွန်တော်တို့ကိုလာပြီးတော့ပြီးတာဖြစ်ပါတယ်အဲဒါပြေဖို့ပါကျွန်တော်တို့တွေအခုနိုင်ငံတကာနဲ့အလုံးလုံးနေရာဖြစ်တဲ့နားထောင်နေကြတဲ့မိတ်ဆွေမိဘပြည်သူအများအားလုံးကလည်းအားလုံးလည်း ဒီနိုင်ငံတကာနဲ့လှုပ်လှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်လို့နိုင်ငံတကာကနေလောက်ကိုင်းကိုရရတော့အင်တာနက် website center ကိုကိုပြန်နေပြီးတော့ပြီးထားပါတယ်ခင်ဗျာနော်ဟမ်အင်တာနက် website center ကိုရရဆိုတော့မကောင်းလားအရင်ကမှကောင်းတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးအင်တာနက် website ရပြီးတဲ့အချိန်ရဲ့စစမောကုမ္ပဏီကထုတ်လုပ်ထားတာ product ဒီစီပေါင်းအမျိုးပေါင်း60ကျော်ရှိတယ်လေးလာပါလေတစ်ချိန်တစ်ချိန်ပေါ့နော်အဲ့တခုတခုပေါ့ဒီစီအစ်စ်တွေကိုထုတ်ပြီးတယ် ဲ့ခါကျတော့အဲ့ဒီပစ္စည်းလေးကိုဘောနော်မက်ဆီရိုအနေနဲ့လက်ကားစင်းနဲ့ဇီနိုဖူတာစွာတင်ဝင်ပြီးဝေဝင်၃၀ခွင့်ရရှိမှာဖြစ်တယ်အဲ့လိုမျိုးပဲ၃၀ပြီးတော့စီပိုင်းလက်ပိုင်းရရှိမှာဖြစ်တယ်အရင်ကမှခေါင်းနေအခုလက်ရှိမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးကျွန်တော်တို့ တဲ့ဝင်မီဝဲတော့ဆက်မဲ့ဆိုဘတ်ထောင်းလာရဟုတ်ပြီကန်ဆမ်းမဲ့အစီအစဉ်တွေလည်းကုမ္ပဏီကပြုလုပ်ပေးထားတယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်ဝိသာကျွန်တော်တို့တပေါင်းဘတ်မေမောင်းများစွာပါမယ်။ဒါပြင်ပေါ်မှာ iPad ဆယ်လုံး iPhone ဆယ်လုံးတို့ဒါပြင်ပေါ်မှာကျွန်တော်တို့ site ဆိုလို့ရှိရင် motorcycle ခေါ်နစီပေါ့။နောက်ပဲဆိုကျွန်တော်တို့လက်တန်းအာဒီ partnership တွေကတန်းနဲ့ရှုပ်သိမ်းပြန်ပေါ့နော်။ကျွန်တော်တို့ ပြီးတော့ဒီကားကိုလည်းအဲဖောက်ပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့အရန်နမကောင်းတဲ့စီးပွားရေးလည်းလုပ်လို့ရမယ်။ကျွန်တော်တို့ကန်ဆာဖေးလေးလည်းကန်ဆာမေးရဆိုတော့အရန်နမကောင်းတယ်နော်။အဲ့တော့ဒါကျွန်တော်တို့ဒါပြင်ပေါ်မှာဒါဒီအကျိုးခံစားခွင့်ခရီးရရှိဖို့လဲဆိုရင်ကိုမသိတဲ့နေရာတွေမတတ်တဲ့နေရာတွေကိုသင်ကြားပြသပြီးတဲ့အသင်းဝင် group တွေကိုလည်းထပ်မံပြီးတော့ရရှိဖို့မှာဖြစ်ပါတယ်ခင်ဗျာနော်။ဟုတ်ပြီဒါကတော့အသင်းဝင်ဘယ်လိုဝင်ရမလဲဘာလို့ဝင်ရမလဲဆိုတဲ့အချက်ဖြစ်တယ်။ မဆရာဘောခုနားထောင်ပြီးပြီဆိုလို့ရှင်ကိုကနေအရင်ဦးဆုံးဝင်ရောက်လောက်ကိုင်းတယ်မြန်မြန်ဆက်ဆက်ရွေးချယ်ပြီးဝင်ရောက်လောက်ကိုင်းတယ်ဆိုရင်ဘာဘယ်လိုမျိုးဟွာချမ်းလို့ရှိရဲပြောပြပြပါမယ်အဲ့တော့ကျွန်တော်တို့တွေကနေပြီးတော့အဲ sorry နော်ပြီးတော့ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ကိုမိတ်ဆက်ပေးလို့ပေါ့နာမိတ်ဆက်ပေးလို့ဆိုတာလို့နော်မိတ်ဆက်ပေးလို့မိတ်ဆက်ပေးလို့မိတ်ဆက်ပေးသူကနေပြီးတော့မိမိကိုမိတ်ဆက်ပေးလာတယ်ပေါ့ဒီလိုတည်းမှနားထောင်ရအောင်မိမိကိုအခွဲလမ်းပေးလာတယ် တော့မိမိနာမည်ကဥပမာမောင်ဖြူဆိုပါလို့ဗျာနော်ဒီတော့သူကမိမိတရားမျိုးဖလန်ပေးတာမဟုတ်ဘူးနောက်ထပ်သူဖလန်ပေးလာတယ်နော်သူတို့ကလာဆိုတော့မောင်ဝါလို့ခေါ်တဲ့တရားကိုလည်းဖလန်ပေးလာတယ်အဲ့မောင်ဝါလို့ခေါ်တဲ့သူပြပါလေအခွင့်အလမ်းဝင်လေးလားဒီလိုပဲနောက်ထပ်တရားသူချအခွင့်အလမ်းပေးတယ်အဲမောင်ဝါလို့ခေါ်တာ ။မောင်မျိုးတို့ခေါ်တဲ့လူပါလေအခွင့်အလမ်းဝင်လေးလာ။မလေးလာတဲ့အခါမှာနော်မိမိကမောင်ယူပေါ့။ဒါပေမဲ့မိမိကိုအခွင့်အလမ်းရင်ပေးပြီးဒီလူတွေကမိနာတော့မင်းနဲ့မိမိကအဲအစ်မွေဖို့အတွက်ပေါ့နော်။နားလိုက်တော့ကြားလဲတချို့လူတွေကြတော့ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်အချိန်ကြီးဆွဲနေခဲ့ပြီဆိုရင်မိမိကအရင်အစ်မွေဖို့ပေါ့။ဝင်လေးလာတဲ့ဒါပေမဲ့အရင်အစ်မွေဖို့ဆိုတာမောင်မျိုးကအဖွဲ့လက်ကိုမြင်လို့နောက်ပိတ်ဆုံးပိတ်ဆက်ပေးပြီးမြဲသူကအတင်းဝင်တယ်ဆိုရင်မောင်မျိုးဒီ ်အသင်းဝင်လိုက်ရဲ့ solution မောင်မြူကအသင်းဝင်ပြီးဒီလိုနေရာ၅ရောက်ရှိလာပါတယ်ခင်ဗျအဲ့တော့မိမိကဘာဖြစ်လဲအသင်းဝင်ရဲ့အတွက်ကြောင့်လို့မောင်မြူနေရာမှာရောက်မယ်ဒီလိုပဲနေရာလေးလာနေတယ်မောင်မောင်ဝါထပ်ပြီးတော့အသင်းဝင်လိုက်လဲဆိုရင်မောင်ဝါနေရာရောက်မယ်ခေးမောင်မောင်ဖြူအားရဲ့ဝင်နေဆိုပေရင်ရောက်တယ်ပေါ့နော်ဒီတော့ကြောင့်လို့အသင်းဝင်နေဆိုတာနေရာယူခြင်းမှာအဲ့တော့လို့ကျွန်တော်နေရာယူထားဖို့လိုပါတယ်နော်အဲ့လိုမျိုးကျွန်တော်တို့အသင်းဝင်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့အနေနဲ့ပေါ့ကျွန်တော်တို့စစမောင်းကုမ္ပဏီကပြောထားတဲ့ဘယ်ဒလိုင်းညာဒလိုင်းဟာလားဘယ်မှာဒလိုင်းညာမှာဒလိုင်းပေါ့ဒီတော့ကျွန်တော်တို့ဒီမှာနှစ်လိုင်းဖြစ်တယ်ဒီမှာမိတ်ဆွေမလည်းနှစ်လိုင်းသူမလည်းနှစ်လိုင်းသူမလည်းနှစ်လိုင်းပြောပေါ့နော်အဲ့ဒါတော့မိတ်ဆွေဒီမှာပေါ့မောင်မျိုးအဖွဲ့လမ်းနဲ့ဆိုဝေးလာတယ်ဆိုတာဒီမှာဒီမောင်ဘွားကလည်းထောက်ပြလာတယ်မောင်ညာမောင်မျိုးသူစားတယ်ဆိုလို့ရှိရင်ဒီအဖွဲ့လမ်းကြီး PP အမှတ်တွေကမိမိအပေါ်ကိုတက်တယ်ခင်ဗျာ မမောမိမိခေါ်လာလားမဟုတ်ဘူးဘယ်လိုခေါ်လဲကိုယ့်ကိုမိတ်ဆက်ပေးတယ်ကိုယ့်ရဲ့ apply ဖြစ်သူကခေါ်လာတယ်ဒါပေမဲ့အကျိုးခံစားပဲမိမိကိုပြီးနော်အဲ့ခါမှာအတွင်းဘက်မှာလည်းဆက်လက်ပြီးတော့ကျွန်တော်တို့ကြိုးစားသွားမယ်ဆိုရင်တကယ်ကြိုးစားလို့နေကြောက်ကြံကြောက်ပြီးကိုယ့်ဘဝအကြောင်းရင်းနိုင်မှာဖြစ်တယ်အဲ့တော့ကိုမခေါ်တဲ့ သူလည်းရရဖို့ရတဲ့ဆိုမိမိကအရင်ဘူးဆုံးနေရာယူထားဖို့လိုအပ်ပါတယ်ခင်ဗျာတော့အဲ့တော့မိမိအရင်ဘူးဆုံးနေရာယူထားကြပါအဲ့လိုဒီတော့မိတ်ဆွေတို့အခုပေါ်တော့အားလုံးကိုကြည့်နေတဲ့သူတွေကိုပြောကြားချင်တာပါလေဆိုတော့တို့ကလူတိုင်းကမတိဘူးမတတ်ဘူးနားမလည်ဘူးဆိုတဲ့နေရာမှာဘူးတလုံးနဲ့ဖိတ်ဆုပ်ပြီးတော့နေကြတာဒီတော့မိတ်ဆွေတို့မှာလှုပ်ရှင်စိတ်အတကယ်ရှိရဆိုလို့ရှိရင်မတိတဲ့အရာမတတ်တဲ့အရာတွေကိုသင်ကြားပြသပေးတယ်။ဒါရှိလေကျွန်တော်တို့ သူတို့ဒီရှိရဲ့အသက်ဝင်ပြီးတည်ယူရမယ်အဲ့ဒီမှာသင်ချားပြီးတော့မိမိဆက်လက်လုပ်ကြရမှာလို့ရတယ်ဒီတော့လောက်ချင်စက်ကလေးမိတ်ဆွေမှာရှိဖို့လိုပါတယ်ရှိကြတာမသိဘူးเนาะအဲ့တော့ဒုတိယအချက်အနေနဲ့ဆိုရင်ယုံကြည်မှုရှိဖို့လိုပါတယ်ယုံကြည်မှုမရှိဘူးဆိုရင်ဘလောက်ပဲလောက်ချင်စက်ရှိရှိကျွန်တော်တို့သင်ချားတာကယုံကြည်မှုမှမရှိတာလောက်လေသူကဘာဖြစ်လဲအစွမ်းမလုပ်ပါဘူးเ ုတ်ဘူးအဲ့တော့ယုံကြည်မှုရှိဖို့လိုတယ်ယုံကြည်မှုရှိပြီးတော့လောက်ချင်တဲ့လက်ရှိမှုဆိုတဲ့လေအစမပြေဘူးဒီတော့မိတ်ဆွေမယုံကြည်မှုရှိလားလောက်ချင်တဲ့ရှိလားဒီနှစ်ချက်လေးရှိလို့ရှိရင်တော့ဝေရောက်ပြီးတော့ level 5လောက်တိုင်း လို့ရပါတယ်ခင်ဗျာအားလုံးပဲပြေခေါ်ပါတယ်ပြီးတော့မိတ်ဆွေတို့အားလုံးအရင်ဆုံးဖွင့်လန်းဖို့နေရာယူပြီးတော့အကောင်းဆုံးကျူးစားနိုင်တဲ့လူကြီးမိဘကိုထောက်ပံ့ပေးနိုင်တဲ့လူကြီးတကယ်လို့မှမိမိပုံမှန်ချင်းကိုပြောင်းလဲပေးနိုင်တဲ့လူကြီးဖြစ်ကြပါစေလို့ဆုမနာတောင်းပန်ရင်းနဲ့အားလုံးပဲမိင်္ဂလာပါခင်ဗျာ